င်းလာပါရှင်2016ခုနှစ်မေလ6ရက်တောက်ကြနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားစီစဉ်တွေကိုအမေရိကန်ပြည်အောင်စု Washington DC မြို့တော်ကနေဓာတ်ရိုက်ထုတ်လွှင့်နေပါတယ်ကျွန်မဟိမာဆိုပါ RFA စီစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာပါဒီကနေ့သတင်းတွေထဲမှာလော့ဒ်ဒေါင်းတောင်ကျင်းနီစီမံကိန်းလုံးဝဖျက်သိမ်းမိဖို့ဒေသခံတွေ၃ရက်မြောက်နေ့အဖြစ်ဆန္ဒပြနေကြရမှာရဲနဲ့ဒေသခံတွေကြားရုံးရင်းဆန်ခတ်ဖြစ်ခဲ့တဲ့သတင်း ဖားကန်ကြောက်စင်းရင်းဒေသမှာမြေပြိုကြတဲ့အတွက်73ဦးသေဆုံးတဲ့တွင်စတဲ့စိတ်ဝင်စားစရာသတင်းတွေကိုတင်ပြသွားမှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့နိုင်ငံသားပြဿနာတွေကို1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေနဲ့အညီစီစစ်ဆောင်ရွက်ရေးအစိုးကိုလွှတ်တော်မှာဆွေးနွေးမိအကြောင်းရှမ်းပြည်နယ်မှာစစ်ပီးဒုက္ခတွေအရေးအတွက်တိုးပွားလာနေတဲ့အကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဘဂတာရဲ့သတင်းစာရှင်းလင်းပွဲအကြောင်းသတင်းပေးပို့ချက်တွေကိုထုတ်လွှင့်သွားမှာဖြစ်ပြီးနောက်ပိုင်းမှာအပတ်စဉ်တောက်ကြနေတိုင်းထုတ်လွှင့်နေတဲ့မှတ်မှတ်သားသားစကားများအစီအစဉ်နဲ့မွန်တိုင်းသားဘာသာအစီအစဉ်ကိုပရိသတ်တွေရှုစားမှာပါဒီကနေ့တော့အထူးခြားတဲ့သတင်းတွေကိုစာပြီးတင်ပြပေးပါမယ်ရှင် မရဦးထင်ကျော်ဟာလာအိုသမရရဲ့ဖိတ်ကြားချက်အရဒီကနေ့မနက်ပိုင်းကနေပြည်တော်ကနေလာအိုနိုင်ငံကိုချစ်ကြည်ရေးခရီးထွက်ခွာသွားပါတယ်။သမရနဲ့အတူနိုင်ငံသားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နဲ့ပြည်ကြားရေးဝန်ကြီးဒေါက်တာဖေမြင့်တို့လည်းလိုက်ပါသွားပြီးဒုတိယသမရနှစ်ဦးနဲ့ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်တို့ကလေစိတ်မှပို့ဆောင်ခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့အိမ်နီးချင်းဖြစ်တဲ့လာအောင်နိုင်ငံဟာအခုနှစ်အတွက်အာဆီယံအရှေ့တောင်အာရှနိုင်ငံများအသင်းအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတာဖြစ်ပါတယ် မြန်မာနိုင်ငံအနေနဲ့အာဆီယံဆက်ဆံရေးကိုအလေးထားကြောင်းပြသလိုတာကြောင့်နိုင်ငံတော်သမ္မတဦးထင်ကျော်နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ကလာအိုနိုင်ငံကိုပထမဆုံးချစ်ကြည်ရေးခရီးသွားရောက်တာဖြစ်တယ်လို့နိုင်ငံသားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။သမ္မတဦးထင်ကျော်နဲ့ဒေါအောင်ဆန်းစုကြည်တို့ဟာဒီကနေ့ညနေ6:00နာရီလောက်မှာလာအိုနိုင်ငံကနေပြန်လည်ရောက်ရှိလာကြပြီလို့သိရပါတယ်ရှင်။စကိုင်းတိုင်းဆက်လင်းကြီးမြို့နယ်လေဘရောင်းတောင်ဒေသမှာ မြန်မာဝန်ပောင်ကုမ္ပဏီကလုတ်ကိုင်းနေတဲ့ကျင်းနီစီမံကိန်းကိုလုံးဝဖျက်သိမ်းပြီးဖို့ဒေသခံတွေကဒီကနေ့တတိယမြောက်နေ့အဖြစ်ဆက်ပြီးဆန္ဒပြခဲ့ကြပါတယ်။တုံရွာ၊ဆယ်တဲရွာ၊မိုးကျိုးပြင်ရွာစတဲ့ကျင်းရွာတွေကဒေသခံ200လောက်ကဝန်ပောင်ကုမ္ပဏီရှေ့မှာဆန္ဒပြခဲ့ကြတာပါ။ဆန္ဒပြသူတွေကိုကုမ္ပဏီကချထားတဲ့ရဲတပ်ဖွဲ့ဝင်တွေကတားဆီးတဲ့အတွက်ရုံးရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေကဖက်နယ်တွေနဲ့နင်းပြီးဒိုင်းတွေနဲ့ရိုက်ပုတ်ခဲ့တယ်လို့ဆန္ဒပြသူတွေကပြောပါတယ်။ ဒေသခံတွေဟာမေလ၄ရက်နေ့ကစပြီးကုမ္ပဏီရုံးရှိမှာနေ့စဉ်ဆန္ဒပြနေကြတာဒီကနေ့နဲ့ဆိုရင်၃ရက်ရှိပြီဖြစ်ပါတယ်။ဒီကနေ့ဆန္ဒပြရမှာဥဆောင်တဲ့မက်ဆန္ဒနဲ့မက်မာချိုတို့နှစ်ဦးကိုငင်းငန်းစွာစုဝေးခွင့်ဆိုင်ရာဥပဒေပုံမှန်၁၈နဲ့အကျိုးဖြည့်ဆည်းမှုပုံမှန်၁၄၈လုံးနဲ့အမှုဖွင့်ထားတယ်လို့စလင်းကြီးမြို့နယ်ရဲစခန်းကပြောပါတယ်။လုံးလုံးစဲသူတို့နှစ်ဦးကိုအကြောင်းကြားတာဖမ်းဆီးတာမရှိဘဲအထက်ကညွှန်ကြားချက်အရအမှုဖွင့်ပါတယ်ဆိုတော့အတွက် သိခင်ပါရှင်အမှုဖွင့်မှာဆိုတဲ့အတွက်ဖွင့်ထားတာလို့စလင်းကြီးရဲစခန်းကပြောပါရရှင်စကိုင်းမြို့ကနေနေပြည်တော်ကိုခြိတက်နေတဲ့မြန်မာဗန်နီးယားတစ်အခြေခံစက်ရုံအလုံသမားတွေရဲ့တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီးအလုံသမားဝင်ကြီးဌာနအလုံသမားကိုယ်စားလှယ်နဲ့စက်ရုံကိုယ်စားလှယ်တို့သုံးဝင်ဆိုင်ဆွေးနွေးနေကြပါတယ်။အလုံထုတ်ထားတဲ့အလုံသမားတွေကတဝက်လောက်ကိုစက်ရုံပိုင်ရှင်ကအလုံပြန်ခန့်ပြီးကျန်တဲ့တဝက်ကိုရော်ကြီးပေးမယ်ဆိုပြီးအလုံသမားဝင်ကြီးဌာနဘက်ကဆွေးနွေးခဲ့ပါတယ်။ အလုတ်သမားတွေဘက်ကတဝက်ပဲအလုတ်ပြန်ခန့်မှာကိုလက်မခံမဲအားလုံးကိုပြန်ခန့်ဖို့မခန့်နိုင်ရင်အလုတ်ရှင်ကိုအရေးယူပေးဖို့ပြန်ပြီးတောင်းဆိုခဲ့ကြပါတယ်အလုတ်သမားတွေရဲ့တောင်းဆိုချက်ကိုနောက်9ရက်အကြာမှာဆုံးဖြတ်ပေးမယ်အကြောင်းဒီကြားကာလမှာတပိတ်စစ်ကြောင်းကိုလက်ရှိနေရမှာပဲရက်နာထားပေးဖို့ ਨੇ စားစိတ်နဲ့နေထိုင်နေရာထိုင်ရင်းတာဝန်ယူမဲ့အကြောင်းဝင်ကြီးဌာနကပြောကြားခဲ့တယ်လို့သိရပါပါတယ်ရှင် လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံသားခံယူဝင်ဆိုင်ရာပြဿနာတွေကို1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေအရအမြန်ဆုံးစီစဉ်ဆောင်ရွက်ဖို့အစိုးရကိုတိုက်တွန်းတဲ့အဆိုကိုပြည်သူ့လွှတ်တော်ကလက်ခံဆွေးနွေးဖို့အတည်ပြုလိုက်ပါတယ်။ RFA သတင်းနောက်မတ်တီတီမင်းစင်ကတင်ပြထားပါတယ်ရှင်။ ရခိုင်ပြည်နယ်ဟာတစ်ဖက်နိုင်ငံကဝင်ရောက်လာသူတွေများတာကြောင့်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေနဲ့ကာကွယ်ပေးဖို့လိုအပ်နေတယ်လို့လွှတ်တော်ကိုယ်စားလှယ်ဒေါက်ခင်စောဝေကအဆိုတင်သွင်းခဲ့ပါတယ်။မြေစာအပ်ပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရှင်အထူးသဖြင့်မြန်မာနိုင်ငံတွင်ခြံစည်းရုပ်ကာ၍လုံခြုံရေးအပြေအဝဖြင့်လူဝင်လူထပ်ကိုစောင့်ကြည့်နေရသည့်တစ်ခုတည်းသောနေမည်ဖြစ်တဲ့ မောင်တော်ဘူတိတောင်ဒေသကိုဤဥပဒေဖြင့်အလင်းအမြန်ကာကွယ်ထားနိုင်ရန်မှာအလွန်အရေးတကြီးလိုအပ်လျက်ရှိနေပါတယ်1986ခုနှစ်ကနိုင်ငံတော်မှာနဂါမင်းစီမံချက်ဖြင့်နိုင်ငံသားစီစီရေးလုပ်ငန်းကိုလှုပ်ဆောင်ခဲ့ရမှာလဲဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အများအပြားထွက်ပေးတင်းချောင်ဖေးကြပါတယ်အဲ့ဒီဟာတွေကိုပြန်သွင်းတဲ့အခါမှာလဲနိုင်ငံတကာဖိအားကြောင့်1983ဟင်တာ80နဲ့ရှစ်ဟင်တာစီမံချက်ဖြင့် ြန်လေလက်ခံခေရမှာလဲဖွဲ့ပြေးတင်းချောင်သူလူဦးရေအရေးအတွက်ထက်ပုံမူပြီးလက်ခံခေရပါတယ်ရှင်ယခုတိုင်းဝင်္ဂလာဒေသနိုင်ငံထဲ၌ဒုက္ခတွေအဖြစ်နှစ်သိန်းကျော်ချိနေသည်ဟုဆိုကပြန်လေလက်ခံရင်တောင်းဆိုလျက်ချိနေသည်ကိုသင်ခန်းစာယူ၍တတိထားဆောင်ရွက်ရန်အထုလိုအပ်လာပါတယ်ရှင်အရင်အစိုးရလက်ထက်ကအဖြူရောင်နိုင်ငံသားစီစီရေးကပြားကို6သိန်း9000ကျော်ထုတ်ပေးခဲ့ပြီးရခိုင်ပြည်နယ်မှာ4သိန်းကျော်ရှိခဲ့ပါတယ်။ တမရဦးသိန်းစိန်လက်ထက်ကအဲ့ဒီကပြားတွေဟာ2015ခုနှစ်မတ်လ30ရက်နေ့မှာကုန်ဆုံးပြီဖြစ်ကြောင်းကြေညာပြီးဖျက်သိမ်းခဲ့ပါတယ်။အဲ့ဒီဆိုပေါ်လက်ခံဆွေးနွေးဖို့ပြည်သူ့လွှတ်တော်ကအတည်ပြုလိုက်ပါတယ်။လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာလွှတ်တော်ကသဘောတူတဲ့အတွက်ဒေါခင်စောဝေတင်သွင်းတဲ့1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေအရနိုင်ငံသားပြဿနာများကိုမြန်မာနိုင်ငံတဝန်းတွင်ဤဥပဒေနဲ့အညီထိရောက်စွာစစ်စစ်ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရတိုက်တွန်းကြောင်းအစုကိုလက်ခံဆွေးနွေးရန်ဆုံးဖြတ်ကြောင်းကြေညာပါတယ်။ထိုကင်းစောဝေရဲ့အစိုးကိုရခိုင်ပြည်နယ်ဘူးတိတော်မြို့နယ်မဲဆန္ဒနယ်ကပြည်သူ့တော်တော်ကိုယ်စားလှယ်ဦးအောင်တောင်းရွှေကထောက်ခံဆွေးနွေးခဲ့ပါတယ်ရှင်။မတ်တိတိမင်းစင်တင်ပြခဲ့တာပါရှင်။ရခိုင်ပြည်နယ်မှာမြမတပ်မတော်နဲ့အာရကန်အာမေရခိုင်တပ်မတော်ကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ဒုက္ခသည်အရေးအတွက်ပုံများလာနေပါတယ်။ ကျောက်တော်မြို့နယ်မှာပြီးခဲ့တဲ့အပတ်ကဒုက္ခသည်အရေးအတွက်တရာလောက်သာရှိခဲ့ရတာကနေမနေ့က400လောက်ရှိလာတယ်လို့ကျောက်တော်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဥမောင်တန်းစိန်ကပြောပါရယ်ဘူးသီးတောင်မြို့နယ်မှာစစ်ပြေးဒုက္ခသည်900ရသေးတောင်မြို့နယ်မှာ600နီးပါပုံနာကျွန်းမြို့နယ်မှာ400နီးပါနဲ့ကျောက်တော်မြို့နယ်မှာ400နီးပါစုစုပေါင်းစစ်ပြေးဒုက္ခသည်1800ကျော်ရှိနေပြီလို့သိရပါရယ်ရှင် ကချင်ပြည်နယ်ဖားကံမြို့နယ်စိတ်မှုကြီးရွာအုပ်စုကပဇံကြောက်မှော်ရွာမှာမေလ9ရက်နေ့မနေ့ညကကြောက်တူးရွာကနေကြောက်ကဘာပြိုကျတဲ့အတွက် ရေမစေးကြောက်ရှာသူ73ဦးမြေပိပြီးသေဆုံးသွားပါတယ်။ကြောက်စိမ့်ကုမ္ပဏီတွေမတူးတော့တဲ့ကြောက်ကျောကဘာနေရာတွေမှာတူးကြရင်လည်းအမြေပြိုကျခဲ့တာဖြစ်ပါတယ်။အခုပြိုကျတဲ့ကြောက်ကျောကဘာဟာပေ400လောက်အနက်ရှိပြီးကြောက်တူးနေချိန်မှာမိုးရွာနေတယ်လို့လည်းပြောပါတယ်။ သေဆုံးသူ73ယောက်ဟာအသက်20ကျော်အရွယ်လူငယ်တွေဖြစ်ပြီးမြစ်ကြီးနားမိုးညင်းပူရာကိုစတဲ့ဒေသတွေကနေလာပြီးကြောက်တုံးနေကြတဲ့သူတွေဖြစ်ပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကအဲ့ဒီစိတ်မှုကြီးရွာအုပ်စုမှာပဲစွန့်ပစ်မြေစာပုံ ပြိုကျပြီးလူတရာကျော်တည်ဆုံးခဲ့ပါတယ်ရှင်။ရန်ကုန်တိုင်းတောင်တကုန်းစက်မှုဆောင်နှစ်ကရှင်မတောင်လမ်းမှာရှိတဲ့ပါကေးစက်ရုံမှာမင်းညကမီးလောင်တဲ့အတွက် ဆက်ယုံနဲ့ကုန်ပစ္စည်းတို့လောင်ယုံတွေမီးလောင်ပျက်စီးခဲ့ပြီး9နာရီနီးပါးကြာအောင် မီးငြိမ်းတက်ခဲ့ရပါတယ်။မီးလောင်မှုအဆင့်၄သတ်မှတ်ခဲ့ပြီးမီးသတ်တပ်ဖွဲ့ဝင်အင်အား400ကျော်မီးသတ်ရင်60ကျော်နဲ့မီးငြိမ်းတက်ခဲ့ရတယ်လို့ရန်ကုန်တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ကပြောပါတယ်။ည7နာရီကျော်ကစတင်လောင်ကျွမ်းတဲ့မီးကိုည12နာရီကျော်တဲ့အထိငြိမ်းတက်ခဲ့ရပြီးဒီကနေ့မနက်ပိုင်းအထိမီးကျွင်းမီးကြံတွေကိုရှင်းနေခဲ့ရပါတယ်။ မီးခိုးတံကြောင့်မီးသက်တက်ဖွဲ့ဝင်10ရောက်နဲ့မီးကူနှိမ့်ပေးတဲ့ဒေသခံတွေအပါအဝင်စုစုပေါင်းအယောက်20လောက်မူးမေတာထိခိုက်ဒဏ်ရာရရှိတာတွေရှိခဲ့ပါတယ်။မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေတယ်လို့မြန်မာနိုင်ငံမီးသက်တက်ဖွဲ့ကပြောပါတယ်။ဒီမီးလောင်ကျွမ်းမှုကိုရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့တိုင်းအစိုးရအဖွဲ့ဝင်တွေလည်းလာရောက်စစ်ဆေးခဲ့ကြပါတယ်ရှင်။ RFA ရုပ်မြင်သံကြားစီစဉ်တွေကိုကြည့်ရှုနေရတာပါအခုတခါသတင်းပေးပို့ချက်တွေကိုဇက်တိုက်ထုတ်လွှင့်ပေးပါမယ်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဘကတာကဒီကနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်ရမှာဘကတာများအဖွဲ့ချုပ်ရဲ့ဗန္နာရေးကိစ္စနိုင်ငံလုံးဆိုင်ရာကျောင်းသားတို့ညီလာခံခေါ်ယူရေးကိစ္စနိုင်ငံတော်အတိုင်းအမြံပုတ်ကိုဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံမှုတင်ပြထားတဲ့ကိစ္စတွေကိုရှင်းပြခဲ့ပါတယ် RFA သတင်းနောက်ကိုကျော်ဇောဝင်းကတင်ပြပါလိမ့်မယ်ရှင်သတင်းစာရှင်းလင်းပွဲကိုရန်ကုန်မြို့36လမ်းက မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာဒီကနေ့ကျင်းပခဲ့တာပါ Facebook မှာဘာကတာအဖွဲ့ဟာကြံ့ငွေ3900ရရတဲ့ဆိုတဲ့ဆွဆွဲချက်တွေဟာမှားယွင်းကြောင်းပြောပါတယ်ဆူဆူတော့မခံရရှိလို့190ကိုသိရှိပါတယ်ကျမတို့ဒီဂျာနယ်မှာအထွေထွေကုန်ကြစေနောက်တစ်ခါ ဒီကားကိုကျမတို့တက်ဆက်ဆက်ဖြိုးဖက်ခံရတဲ့အချိန်မှာအာကားကားတွေတိုက်ခံရတယ်အဲ့ဒီအတွက်ကျမတို့ရော်ကြီးပင်းထားရတယ်ပေါ့နော်အဲ့ဒီဟာလေးဆိုရင်35သိန်းလောလောဆယ်ကျမတို့ရော်ထားရပါတယ်စုစုပေါင်းကုန်ကြစိတ်က183သိန်းရှိပါတယ်ကျမတို့အခုဘန်နာရေးအနေနဲ့လက်ကျန်ငွေက26သိန်းကျမတို့စီမှာဒီဘန်နာငွေအနေနဲ့ရှိပါတယ်အဲ့လိုလက်ကျန်ရရှိရတဲ့အခါမှာကျွန်တော်တို့ကတူးချင်းလူရှင်နာမည်တွေမပြောနိုင်တာကတို့လူရှင်တွေအနေနဲ့ကျွန်တော်တို့ကအဲ့ရှိကာလမှာထောင်နိုင်ရေးတွေရဲ့အစရှိတဲ့ပြည် အားပေးမှုတွေရှိနေရတော့ကြောင့်ဒီလူတွေကိုယ်တိုင်ကသူတို့ရဲ့အမည်ကိုနာမည်ထောက်ပေါ်မပြောကြပါနဲ့လို့ပြောထားတယ်ရှိပါတယ်။ဒီလိုကြတော့လေကျွန်တော်တို့မမှတ်မိတော့ညပြတဲ့ပြည်သူလူတွေကတဦးချင်းစီသာလှူတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အစိုးရတွေ lobby တွေပုံဖြတ်နေလို့ဒေါက်တာနိုင်အောင်တို့မက်ခင်ဦးမာတို့ရှိကနေပေးတယ်ဆိုတဲ့ပတ်စံတွေလုံးဝမညက်ရှိပါဘူး။ဒါတို့တစ်ခါတည်းရှင်းရှင်းလင်းလင်းပြောပြပြောပြပါစေ။အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးဘာကတအဖွဲ့ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးဖို့ တင်ပြထားတယ်လို့လည်းဘက္ကတခေါင်းဆောင်တဦးဖြစ်သူမဖြိုးဖြိုးအောင်ကပြောပါတယ်။ဒီမနေ့ကမှကျွန်တော်တို့တကယ်တမ်းစာနဲ့တရားဝင်ဒီနိုင်ငံတိုင်းနိုင်ငံရုံးကိုစာပို့လိုက်ပါလိမ့်။လက်ရှိလက်ရှိနိုင်ငံတိုင်းနိုင်ငံပုံကိုဆိုရဲအနေထားကတိုင်းပြည်မှာတကယ်ဟိုအဓိကမူဝါဒတွေကိုချမှတ်တဲ့သူဖြစ်တယ်။နောက်တစ်ခုကဟိုကျွန်တော်တို့အခုကျွန်တော်တို့ပညာရေးပြည်ပြောင်းလဲတဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းတကယ်တကယ်ကိုကြံ့ကြံ့ပေးနိုင်တဲ့ကျွန်တော်တို့ဆွေးနွေးဖို့အကောင်းဆုံးဖြစ်မဲ့ဖြစ်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒါကိုရွေးချယ်ပြီးတော့ပြည်သူ့မှုအတွက်ကျွန်တော်တို့စပြီးတော့ကန့်လန့်ခဲ့တာဖြစ်ပါတယ်။ ဘကသားကဥဆောင်ပြီးလာမယ့်6လအတွင်းနိုင်ငံလုံးဆိုင်ရာចောင်းသားဓုညီလာခံခေါ်ယူကျင်းပဖို့အတွက် ပြင်ဆင်နေကြောင်းဘကသားចောင်းသားကောင်းဆောင်တဦးဖြစ်သူကိုအောင်မှိုင်းဆန်းကပြောပါတယ်။လာမယ့်ဇူလိုင်2ရက်နေ့ရယ်ဇူလိုင်3ရက်နေ့ရယ်ကိုကျွန်တော်တို့2ရက်တိတိရန်ကုန်မှာကျွန်တော်တို့ဒီနိုင်ငံတော်ဝန်မှာရှိရတက္ကသိုလ်ចောင်းသားတွေရယ်နောက်ပြီးတော့တက္ကသိုလ်ចောင်းတွေရယ်နောက်ပြီးတော့အခြေခံပညာចောင်းចောင်းသားចောင်းចောင်းကចောင်းသားတွေရယ်ကိုကျွန်တော်တို့ပေါင်းပြီးတော့အဲ့ចောင်းသားတွေတွေ့ဆုံဝယ်တရားကိုကျွန်တော်တို့လုပ်မယ် လေးလမြောက်ရဲ့နေ့လေးလမြောက်တဲ့ကာလမှာကျွန်တော်တို့ခရိုင်ပေါင်းစုံအစည်းအဝေးကြတော့ညီလာခံခေါ်လို့ဘုပဲအဲကြရင်အသေးစိတ်ဆွေးနွေးမယ်ဆွေးနွေးပြီးတဲ့အခါကျရင်အဲ့ညီလာခံကိုကျွန်တော်တို့ခေါ်ဆောင်မှုအတွက်ညီလာခံကျင်းပရေးကော်မတီလိုဟာမျိုးကော်မတီတရားကိုကျွန်တော်တို့လက်ရှိကျောင်းသားရေးနဲ့ဖွဲ့စည်းမယ်ဖွဲ့စည်းပြီးတော့အဲ့ညီလာခံကျင်းပရေးခေါ်ဆောင်ရေးကော်မတီဟာကျွန်တော်တို့ဘိုးလုံငန်းကော်မတီရဲ့နေရာမှာအစားတို့ဝင်ရောက်ဖို့နေရာယူဖို့ဖြစ်တယ် သူတို့ကိုကျွန်တော်တို့ကလောက်ရသွားဖို့ရှိတယ်။ဘာကသာចောင်းသားတွေဟာအမျိုးသားပညာရေးဥပဒေကိုစန့်ကျင်သဘိမ့်မှောက်တာကြောင့်2015ခုနှစ် match လကလေဗရန်မှာဖြိုခွဲခံရတာဖြစ်ပြီး2016 April လကပြန်လည်လွတ်မြောက်လာကြတာဖြစ်ပါတယ်ခင်ဗျာ။ ကိုကျော်စောဝင်းတင်ပြရတာပါရှင်။ရှမ်းပြည်မြောက်ပိုင်းကြောင်မဲနဲ့တီဘောမြို့နယ်တွေမှာ RCSS SSA နဲ့ TNL တပ်တွေကြားတိုက်ပွဲတွေပြန်ဖြစ်ပွားနေတဲ့အတွက်စစ်ပြေးဒုက္ခသည်တွေများလာနေပါတယ်။ RFA သတင်းတော်ကိုကန်တာကတင်ပြထားပါတယ်ရှင်။ကြောင်မဲမြို့နယ်နဲ့တီဘောမြို့နယ်အတွင်းမှာရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရှမ်းပြည်တပ်မတော် RCSS SSA နဲ့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSL TNL တပ်တွေအခုရပိုင်းအတွင်းတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပါတယ်။အခုလတရက်နေ့ကတီဘောမြို့နယ်အုံမှုကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲကြောင့်ဒီဘောမျိုးရနာရွှေကူကြောင့်မှဒုက္ခသည်300လောက်ရောက်ရှိနေပါတယ်။နည်းနည်းကြီးကြောက်လို့လာခဲ့ရတာပါနော်။နည်းနည်းကြီးတယ်ဟိုစာရရွာပဝန်းချင်းနဲ့မှကြာလာလေ။စီရီနဲ့လည်းကြာတယ်လုံးလုံးလောက်ကြာတယ်။ကျောင်းဆရာရဲ့အထက်အထက်ပဲလေကြာတယ်။လောလောဆယ်တာရွာရဲ့အနည်းအနားမှတော့ RCSSC အဲရှိတယ်။နောက်ဟိုစာဒီတွေ့ရမြင်ရတာပေါ့ဟိုစာဒီ DNA ကြတော့တို့ဘယ်မှာရှိလဲတော့မသိဘူးလေနော်။လည်းနည်းကြီးတော့ရွာမှာတော့ကြာလာတယ်နော်။ ကျောက်လာသူအများစုဟာကလေးငယ်တွေနဲ့တက်ကြီးရွယ်တွေဖြစ်ပြီးဒီဘောမျိုးတွေကဌာနဆိုင်ရာတွေနဲ့ရက်ဖက်အဖွဲ့အစည်းတွေကအကူအညီပေးနေပါတယ်။ယတနာရှိသူဘုံကြီးရှိမှာပေါ့နော်။ဘုံကြီးရာတို့ရဲ့ဆရာတော်ဆိုတော့ဒီမှာလာပြီးတော့မှခိုလုံကြတာပေါ့နော်။လာနေရင်တန်းလာနဲ့ကျမတို့ကတိလို့လေ။မြို့နေရောဒီဟာဌာနဆိုင်ရာတွေပေါ့အကုန်လုံးလာပြီးတော့ပေါ့နော်။ဆရာတော်မှဘာလိုအပ်တယ်လဲပေါ့။လိုအပ်တဲ့ဟာတွေကူညီပေးပါမယ်ဆိုပြီးတော့မှ ဆရာတော်နဲ့တိုင်ပင်ကြပါဘောနော်အဲကျွန်တော်တို့မနေ့ကတော့ဟိုသူတို့ရောက်ရောက်ချင်းမှာတော့ကျွန်တော်တို့ဒီကလူမှုဖွဲ့စည်းတွေကစံတို့ဟိုမုတ်တို့ပါတို့တော့ကျွန်တော်တို့ခေါက်ဆွဲကြတို့တော့အရင်ဆုံးလုပ်ပေးတာပါအဲဒီနေ့မနေ့မှာကြတော့ကျွန်တော်တို့ဒီဒီဘောဝတ်ဝင်ဈေးမှာခင်းသီးဟင်းရွက်တွေအလူခံပြီးတော့စံစီပေါ့နော်ကျွန်တော်အဲ့ဒါလေးတွားရောက်ပို့ပေးတာပါလေရေရှည်အတွက်ကဆက်ပြီးတော့ထပ်မရောက်လာဘူးဆိုရင်တော့ကျွန်တော်တို့အနေနဲ့တော့ဘာမှအဲခက်ခက်ခဲခဲတော့မရှိတော့ပါဘူးထပ်ရောက်လာမယ်ဆိုရင်တော့ကျွန်တော်တို့လည်းအခက်ခဲတော့ရှိလာမယ်ထင်ပါတယ် ဒုက္ခသည်အများစုကပလောင်တိုင်းသားတွေဖြစ်ပြီးသူတို့ရဲ့ကြီးရွာတဝိုက်မှာ RCSS တပ်တွေကနေရာယူထားတာကြောင့်ကြီးရွာဘက်ကလက်နက်ကြီးတွေကျတယ်လို့လည်းပြောပါတယ်။ကြောင်မိုင်းမြို့နယ်အတွင်းကဟူဆန်၊လွယ်လုံး၊ပေါ်လုံးကြီးရွာကထွက်ပြေးလာတဲ့ဒုက္ခသည်တွေကိုတော့မနေ့ကကြောင်မိုင်းမြို့ဒေသခံတွေနဲ့ဆရာတော်တွေကနှက်မှန်ကြီးရွာနားမှာတွားရောက်ခေါ်ဆောင်ခဲ့ကြပါတယ်။ကြောင်မိုင်းမြို့ပေါ်မှာစုစုပေါင်းလူကြီး600လောက်ရောက်ရှိနေပြီဖြစ်ပြီးသူတို့အတွက်တိလင်ကျောင်း၊ဝါဆူကျောင်း၊နှန့်စလင်ကျောင်း၊ချွေကျင်ကျောင်းစတဲ့ဖုံးတော်ကြီးကျောင်းတွေမှာနေရာချထားပေးပါတယ်ခင်ဗျာ။ là không chỗ đã RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုကြည့်ရှုနေရတာပါ။ နေပြည်တော်ကိုခြိတက်နေကြတဲ့သခိုင်းမြို့မြန်မာဗန်နီယာတစ်အခြေခံစက်ယုံကအလုသမားတွေဟာဒီကနေ့မိထီလာခရိုင်ဝမ်းနည်းမြို့ကိုရောက်ရှိနေကြပါတယ်။ဆန္ဒပြအလုသမားတွေလန်ခီးမှာ ကြုံတွေ့ရတဲ့ခက်ခဲတွေကြောင်းကျမတို့ RFA သတင်းနောက်မဆာနီထွန်းကတင်ပြထားပါရရှင်။ စကိုင်းမြို့ကနေခီးရှည်ချီတက်လာတဲ့ဆန္ဒပြအလုပ်သမားတွေဟာသူတို့ရောက်တဲ့နေရာတွေကဘုံကြီးကျောင်းတွေမှာညအိတ်နှားကြတာများပါတယ်။ကျွန်တော်တို့စားထွက်တော့ဟာဆိုရင်တော့ဥခွဲတွေကမစုံတာတကြောင်။သွားတဲ့ခီးစဉ်တစ်ချောင်းလုံးမှာဘယ်နေရာတက်ရမယ်ဘယ်နေရာနားမယ်ဆိုတာမသိတော့ရှောက်နေတဲ့လူတွေခက်ခဲကြီးစွာနဲ့ရောက်လာတဲ့အချိန်မှာဗိုက်စာမယ်တီတော့လော်ဒကြီးဆောင်ရွက်ပြီးတော့ ခင်းမရှိတဲ့နေရာမျိုးတွေဆိုရင်ပို့ပြီးတစ်ခါရောက်ပါတယ်ခက်ခဲတာကတော့တခြားကိစ္စတွေဒီကလေးတွေကောင်းမွန်စားဖို့ဘာနာရေးမလုံလောက်တော့ပို့ပြီးတော့ခက်ခဲပါတယ်ရာသီဥတုပူပြင်းတဲ့အတွက်ခြေတော့ပေါက်ပြဲတာတွေရေတက်ခန်းချောက်တာတွေကို ခံစားရပါတယ်။ဟုတ်ဒီမှာတို့အဲဒီစကိုင်းနေပြီးတော့ဒီဒီမှာရှိတတ်တာလည်းအချိန်မှာ ။တချို့ကလည်းလိုတကမ်းပို့ဆိုပါတယ်အခုရှာဘူးဆောက်တာမရှိကျမတို့ဆိုတာကတော့ဒါရှာဘူးဆောက်တာရှိတယ်။လူမမင်းကလေးတွေဆိုလည်းလူချောက်ပေါက်ပြတာတွေလည်းပါတယ်။အခုတချို့ဆိုချောက်အကျော်ထုံတာတွေအကျော်မြတ်တာတွေကျမဆိုလည်းအခုအကျော်ထုံတာတွေအကျော်မြတ်တာတွေဖြစ်နေတယ်။ချောက်ကပေါက်တာမပေါက်တာအဲ့လိုမျိုးတွေဖြစ်လာတယ်။ဒီစောင်းနေကြတော့လည်းအဆင်ပြေဘူးပြ။ဘာလို့ဆိုတော့တချို့ကလိုရှေ့ဆက်ပြီးတိုက်ရမှာပေါ့ဒါစားတာမကြတာလူမစားနိုင်ကြဘူး။ဒီခကြီးကလည်းပန်းတယ်နေရာလည်းပူတယ်ဟိုလိုမျိုးချောက်တွေလည်းကိုက်ခဲနေခါကျတော့တချို့ကစားမယ်စားတာတောင်မှမစားနိုင်ကြဘူး။ ိုင်းမှာကိုလုပ်ငန်းလုပ်ခဲ့တဲ့စက်ယုံတိုင်းမှာဘာပြဿနာမှမဖြစ်ခဲ့ဘူးလေအဲ့လိုမျိုးအချိန်မှာဒီပြဿနာဒီစက်ယုံဝင်လိုက်တဲ့အချိန်မှာပြဿနာအစားဖြစ်တော့တာလေပြီးတော့ဟိုအင်းစီစာချုပ်ပါနိုင်ငံတော်ကချထားတဲ့ဥပဒေတိုင်းကနိုင်ငံသားတိုင်းရဲ့အုပ်ချုပ်ခွင့်မရှိဘူးမရှိရကြတဲ့ဟိုကအုပ်ချုပ်ခွင့်နေရှိလာခဲ့တယ်ရှိလာခဲ့တော့တမကဖွဲ့တဲ့သူတွေနားလဲတဲ့လူတွေဥပဒေနဲ့နားလဲတဲ့လူတွေပြန်တော်လှန်တဲ့ပုံစံဖြစ်တာပေါ့နော်ဟိုအဲ့လိုအဲ့လိုမျိုးလက်မခံဘူးပေါ့ကိုယ်နိုင်ငံကိုလာတယ်လာတယ်အဲ့လိုပေါ့ ဟိုဥပဒေတိုင်းမဖြစ်ရမယ်အဲ့လိုမျိုးပုံစံပါဆိုရင်ကျမတို့ကနားမလဲတော့ခါကျဘာဖြစ်ဖြစ်အခုနောက်ပိုင်းဆိုနည်းနည်းနားလဲလာတယ်လေနည်းနည်းလာနားလဲလာတော့အဲ့လိုပန်းဝင်လာတော့ပေါ့နော်တောင်းဆိုတော့တရုံလုံးတောင်းဆိုတော့ခွဲထုတ်လိုက်တော့ကျမတို့ကခွဲထုတ်လိုက်တာလေအဲ့ဒီဟာအခက်အခဲလေးဖြစ်တယ်ပြီးတော့ဒီစကြောင်းတစ်ချောက်လည်းအဲ့လိုဒုက္ခတော်တော်များဖြစ်တယ်အဲဆိုခုမှရှောက်ရတဲ့ချီလန်းလေးဖြစ်တယ်လေပြီးတော့ပထမဆုံးတစ်ပိတ်ဆိုတော့အဲ့လိုကြောက်တာပါညာအဲ့လိုမျိုးကအဆလေဒါပေမဲ့ဟိုစိုးရိမ်သိမ်ပါညာတော့မရှိပါဘူးမင်းစားပြီခဏနာပြီပြန်ထွက်ပါ ခီးလန်းတစ်လျှောက်လုံးမှာဒေသခံတွေကတောက်သုံးရည်နဲ့ငွေကြေးလှူဒန်းကြပါတယ်။ပြီးခဲ့တဲ့ April 29ရက်နေ့ကစတင်ပြီးအလုသမားတရာကျော်ဟာနေပြည်တော်ကိုလမ်းလျှောက်ချီတက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။ဆန္ဒပြစက်ယုံလုပ်သားတွေကသူတို့တောင်းဆိုထားတဲ့အလုပ်ပြန်လည်ခံထားပေးရင်းနဲ့အလုပ်ရှင်အလုပ်သမားသဘောတူစာချုပ်အတိုင်းဆောင်ရွက်ပေးရေးစတဲ့အချက်တွေကိုသဘောတူညီမှုမရမချင်းနေပြည်တော်ကိုဆက်လက်ချီတက်ကြမှာဖြစ်ပါရဲ့ရှင်။ဟိုးရိတ်ဟိုးရိတ်

မြန်မာနိုင်ငံရေးလောကတွေကလူပုဂ္ဂိုလ်တွေရဲ့စိတ်ဝင်စားစရာပြောကြားချက်တချို့ကိုစုစည်းပြီး RFA အဖွဲ့သားကိုကျော်မင်းထွန်းကတင်ပြထားပါတယ်ရှင်။မင်္ဂလာပါခင်ဗျာ။ဒီတစ်ပတ်မှတ်မှတ်သားသားအစီအစဉ်မှာသတင်းတွေကိုအခြေခံတဲ့ပြောစကားတချို့ကိုမှတ်သားစရာစကားတွေဖြစ်ပြန်ပြီးတော့ဖောက်သည်ချလိုပါတယ်။အမေရိကန်တိုင်းဝမ်ကသတင်းထုတ်ပြန်ချက်မှာရိုဟင်ဂျာစကလုံးသုံးဆွဲတဲ့အပေါ်မကန့်ခွဲခဲ့ရင် ် NLD အစိုးရကသာမကဒေါအောင်ဆန်းစုကြည်ကိုပါအမျိုးသားတက်စပေါက်အဖြစ်တိုက်ဖြတ်ပြရမယ်လို့မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီကဦးနေမျိုးဝေကပြောလိုက်ပါတယ်မေလ၄ရက်နေ့ကလူမှုရေးသတင်းမီဒီယာတွေမှာထွက်ပေါ်လာခဲ့တဲ့ပါတီဝင်တချို့နဲ့မျိုးသားရင်းလှုပ်ရှားသူတွေနဲ့စီဝေးတိုင်ဝင်နေတဲ့ဗီဒီယိုတွေကတခုမှဦးနေမျိုးဝေကအခုလိုပြောနေတာဖြစ်ပါတယ်မီဒီယာတာယုံထုတ်တဲ့စာမှာဝင်ကြဆိုတဲ့အသုံးအနှုန်းကိုကန့်ကွက်တယ်ဆိုတာရဲ့ဘာမှပြမှာမရှိဘူးဆိုတာလေပဲတောင်းတာ ရက်သားဆိုရပဲပြီနိုင်ပိုင်းရတယ်ပေးလို့ရတယ်ဒီလေးကဒါကိုဘာလို့မပေးတာလဲအဲ့ဒီနေမကဘူးဒေါ်စားစုကြည်မှာအဓိကတာဝန်ရှိတယ်သူ့ကိုဒီကိစ္စတော့မပေးတာဆိုအမျိုးသားစစ်စစ်ပေါ့ပြီပြတ်ပြတ်သားကျွန်တော်တိုက်ပြတ်ပြရမယ်နိုင်ငံခေါင်းဆောင်အကြီးအကဲတွေကိုတိတ်ခါမဲ့စွာညဉ့်ညမ်းပုံတွေတင်တာကိုတရေလိုလှုပ်ပြီးအမှုဖွင့်တိုင်ကြားမဲ့သူမရှိတဲ့အတွက် တာဝန်သိပြည်သူတဦးအနေနဲ့ဥနေမျိုးဝေကိုတရားစွဲခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ်ကဥဝေရန်အောင်ကမေလ၄ရက်နေ့ညကပြောကြားလိုက်ပါတယ် ဘာသာရေးလူမှုရေးသဘောထားကွဲပြားမှုပေါ်ခြေခံပြီးပါတီခေါင်းဆောင်တဦးအနေနဲ့လူမှုရေးစာမျက်နှာတွေမှာဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံအကြီးအကဲတွေကိုညဉ့်ဉန်းပုံတွေတင်ပြီးစော်ကားခဲ့တဲ့အတွက်အခုလိုတရားစွဲဆိုခဲ့တာပါလို့ဥဝေရံအောင်ကပြောပါတယ်။ဧပြီလ25ရက်နေ့ကနေ30ရက်နေ့အတွင်းမှာဟိုတင်ခဲ့တဲ့ကျွန်တော်တို့နိုင်ငံတော်သမ္မတတမန်တော်ကောင်စီချုပ်နောက်တစ်ခါကျွန်တော်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် NLD ပါတီအဲစော်ကားထားတဲ့ကျွန်တော်ညဉ့်ဉန်းပုံတွေနောက်တစ်ခါကျတော့ပြည်ထောင်စုကြီးပြိုကွဲရေးအတွက် တမင်တကာရွေချက်ရှိရှိဖန်တီးထားတဲ့စာသားတွေပါတဲ့ post တွေပေါ့အဲ့ဒါတွေကိုတင်ခဲ့တဲ့ဥနေမျိုးဘွေကိုလာပြီးမှုဖွင့်တာပါခင်ဗျလူမျိုးတိုင်းမှာမျိုးဆက်ဆိုတာရှိသလိုမျိုးချစ်စိတ်ဆိုတာလည်းရှိကြောင်းဒါကြောင့်အေးရခိုင်တပ်မတော်ကိုနိုင်ငံရေးစာချုပ်လက်မှတ် ရေးထိုးဘက်ကိုဖိတ်ခေါ်ဖို့တိုက်တွန်းကြောင်းရခိုင်မျိုးသားပါတီ ANP ကလွှတ်တော်ကိုယ်စားလှယ်ဥဝေစိန်ဟောင်းကပြောလိုက်ပါတယ်မေလာနေ့ရက်နေ့ကရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေအများဆုံးရဆဲပြီး AA ဘွဲ့ကို27ရာစုပင်လုံးကြီးလာကမှာဖိတ်ခေါ်ပြီးနိုင်ငံရေးရာဆွေးနွေးဖို့တိုက်တွန်းကြောင်းအရေးကြီးဆိုကို ရခိုင်မျိုးသားပါတီလွှတ်တော်ကိုယ်စားလှယ်ဦးဝေစိန်အောင်ကမျိုးသားလွှတ်တော်မှာတင်သွင်းရမှာအခုလိုပြောကြားရတာဖြစ်ပါတယ်။အခုဖြစ်ပေါ်နေတဲ့တိုက်ပွဲဟာနိုင်ငံရေးခွင့်ရေးရရှိရေးတိုက်ပွဲလို့ပြင်ပါပဲ။နိုင်ငံရေးရဆွေးနွေးမှုရှိမှသာပြည်လင်းနိုင်မည်လို့မြင်ပါတယ်။အဆက်တည်ရာစုပြည်လူကြီးလာခွင့်နဲ့နိုင်ငံသားအခွင့်အရေးပြည်ရှင်းအောင်ဖြစ်အေအေတပ်မတော်ကိုခေါ်ယူဆွေးနွေးရမှာဖြစ်ပါတယ်။အဲ့ဒါမှ အမျိုးသားရင်ကြစေကိုဖြစ်နိုင်မှာဖြစ်ပြီးရေချေညင်းကြဲသာဝစဉ်ညင်းကြဲကိုလေရရှိလာမည်ဖြစ်ပါတယ်အေးဖွဲ့ကအစိုးရတဲ့လက်ထက်မှာတိုက်ပွဲတွေစတင်လာတာဟာသမရဥထင်ကျော်ဥဆောင်တဲ့နိုင်ငံတော်အစိုးရကိုတိုက်ခိုက်ခြင်းဖြစ်ပြီးဒီလိုတိုက်ခိုက်လာတာဟာဥထင်ကျော်ဥဆောင်တဲ့အစိုးရကိုနိုင်ငံရေးရအကြက်တဲဖြစ်အောင်လှုံ့ဆော်တဲ့သဘောတက်ရောက်လာတယ်လို့ကာကွယ်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိန်ခွင်ရံပြောလိုက်ပါတယ် မေလ၄ရက်နေ့ကမြို့သားလွတ်တော်မှာ AA အဖွဲ့ကိုနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေမှာဖိတ်ကြားဖို့အဆိုကိုဆွေးနွေးစဉ်ကာကွယ်ဝင်ကြီးကအခုလိုပြောကြားရတာဖြစ်ပါတယ်။ AA လက်နက်ကိုင်အဖွဲ့ဟာ2015ခုနှစ်ကစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တော်လဲယခုသမရာကြီးဥထင်ကျော်လက်ထက်တွင်မှယခုကဲ့သို့စစ်ပွဲများရရန်ဆန္ဒဖော်ထုတ်ခြင်းအရေးကြီးဆိုတင်သွင်းခြင်းတို့ဟာလက်ရှိသမရာကြီးဥထင်ကျော်ဥဆောင်တဲ့ပြည်ထောင်စုဆိုရကိုနိုင်ငံရေးအကြံတရား ဖြစ်ပေါ်စေရန်အတွက်ပုံပေါ်ဖန်တီးရလဲရောက်နေကြောင်းပြပြလိုပါလေ။မြန်ချင်းကိုဆရာတော်ဟာအရင်ကစာတတ်ပေတဲ့တူဖြစ်ပေမလို့အခုလိုဘာသာကြားတွေရဲ့အထွတ်မြတ်နေရာတွေမှာဇေဒီတွေလိုက်တယ်နေတာဟာစဉ်းစားစရာသုံးမျိုးရှိတယ်လို့ဖလုံစောဒီမိုကရက်တစ်ပါတီဒုတိယဥက္ကရာမန်းအောင်ပြည်စိုးကပြောလိုက်ပါတယ်။မေလ9ရက်နေ့က RFN နဲ့တွေ့ဆုံမေးမြန်းချက်မှာမန်းအောင်ပြည်စိုးကအခုလိုပြောလိုက်တာဖြစ်ပါတယ်။ဒီဆရာတော်ကတော့ဒီချိန်တော့ကတော့ဒါစတတ်ပိတ္တပါညာမှန်တော့မှန်တယ် နှစ်ခုသုံးခုတော့ကျွန်တော်တွင်းလို့ရတယ်ပေါ့တခုကတော့ဟိုကင်ယူမနေကလေးကခရိယံကိုအမိုးကြီးမုံပြီးတော့ဒီမှာရောက်တဲ့ခါကျတော့ဖြစ်နိုင်တဲ့နည်းနဲ့အကုန်လုံးလိုက်ပြီးတော့ဟိုအနောက်ရှေ့အဟံသားတွေလုံနေသလားနဲနောက်ဆုံးတစ်ခုကတော့နည်းနည်းလေးဒါမစင်စားကောင်းစဉ်းစားတော့ပေါ့တခုခုကများသူ့ကိုတွန်းအားပေးနေသလားပေါ့ဆရာအခုတော့မမသားသားစကားများအစီအစဉ်ရောက်ပါခင်ဗျာကျေးဇူးနာဆင်ကြတဲ့အားလုံးကိုအထူးကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ က်သားသားစကားများအစီအစဉ်ကိုထုတ်လွှင့်နေတာပါမန္တလေးမြို့မှာရောင်းသူမထဘဲကိုရိုင်းငွေပေးပြီးငွေယူရတဲ့အေးဆိုင်လေးတွေကိုပြီးခဲ့တဲ့မေလ၂ရက်နေ့ကစပြီးလမ်းမေး platform တွေမှာဖွင့်လှစ်ထားတာတွေ့ရပါတယ် RFA သတင်းတော်ကိုကျော်ထွန်းနိုင်ကတင်ပြထားပါတယ်ရှင်အဲဒီဆိုင်လေးတွေမှာအေးနဲ့ရေတန်းကိုအဓိကရောင်းချတာဖြစ်ပြီးရောင်းသူရောစောင့်ကြည့်ပေးသူရောမရှိတဲ့အတွက်ကြော်ညာပေးထားတဲ့ဈေးနှုန်းအတိုင်းတွက်ချက်ဝယ်ယူပြီး ခြာပေးထားတဲ့ပတ်စံပူတွေကိုထည့်ပေးခဲ့ရတာဖြစ်ပါတယ်။အခုလိုမျိုးလာပူကပူနေတဲ့နေရာဒီမှာကျွန်တော်တို့ဒီလိုသမားတွေနဲ့ဆိုရင်တအားပူနေချိန်မှာခုလိုမျိုးတော့အမောလက်ပြေတာပေါ့။ဒါတော်တော်များကောင်းပါတယ်။ဒီလိုတွေတင်မှာရှိတော့ဝမ်းလက်တော့။ကောင်းပါရဲ့ဒါဘယ်လိုပဲပြောပြောလူကြီးရဲ့ဒီမှာပေါ့စိတ်ဓာတ်ကိုဟိုအပြည့်ရဲ့သဘောပါ။ဒါကြောင့်သူကရုပ်တဲ့လူရှိရလို့ရုပ်တဲ့လူရှိရတော့ဒီလိုတပူ300နုံးနေတဲ့လူရဲ့လည်းအဲ့လိုမျိုးရှိကြတာပေါ့ဗျာအဲအဲအဲ့အမိုးလေးကြီး စိတ်ကသစ္စာစိတ်ကတန်းကြည့်တဲ့သဘောလိုမြင်ပါတယ်မန္တလေးမြို့လမ်း80နဲ့82လမ်းကြားက35လမ်းပလက်ဖောင်းပေးမှာပြီးခဲ့တဲ့မေလ2ရက်နေ့ကစပြီးရောင်းသူမဲ့အယောင်းတိုင်းကိုပထမဆုံးဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်စားပြီးရောစဉ်းစားမိရပါဘောနော်ဒီမှာဒီကျွန်တော်နိုင်ငံခြားတိုင်းပြည်နယ်မှာကြတော့အဲ့လိုမျိုးပေါ့ဒီရောင်းသူမရှိဘဲနဲ့ဒိုင်းမဲ့ခြားလာဆိုင်လေးရှိတယ်နိ တော့တင်းသားရောင်းတဲ့ဆိုင်တို့နောက်မဟုတ်ရောင်းတဲ့ဆိုင်တို့သူကဒီတိုင်းပဲသူကြတဲ့တဲ့ငွေကိုသူတို့တတ်မှတ်ထားတဲ့ပုံစံမှာသူထည့်ပြသွားတယ်အဲ့လိုမျိုးပေါ့နော်အမှုကြီးကျွန်တော်တို့မြင်ရအတွေ့ရဟိုတည်ရတဲ့ခါကျအခုနောက်ပိုင်းဗီဒီယိုဖိုင်တွေနဲ့တည်ရတည်ရတဲ့ခါကျတော့ဘယ်လိုပြောမလဲကျွန်တော်တို့ကအားကြက်ဒီများနိုင်ငံတွေသူများလူမျိုးတွေစီကန်းရှိလိုက်တာနော်သူရဲ့အကျင့်အကျင့်ကြတဲ့တာတော့ကောင်းပါလားဘောနော်ကျွန်တော်မြန်မာနိုင်ငံမှာလည်းမဖြစ်နိုင်ဘူးလားဘောနော် လို့စဉ်းစားတဲ့ခါကျတော့ကျွန်တော်မဖြစ်နိုင်ဘူးလို့ပဲလို့တော့မြများပြောကြတာပေါ့နော်ကျွန်တော်တို့စီမှာဆိုရင်အဲ့လိုမျိုးဒီမှာရောင်းတူမဲ့ဆိုင်ဖွင့်လိုက်ရင်နော်ဟိုဆက်မပေးပဲယူသွားမယ်လကားယူသွားမယ်အဲ့လိုမျိုးပေါ့နော်တော်တော်များများအဲ့လိုပဲထင်မြင်ယူဆကြတာပေါ့နော်ဒီနေ့မှာနောက်ထပ်ရောင်းတူမဲ့အေးဆိုင်တစ်ဆိုင်ကို84လမ်း40 41လမ်းကြားမှာထပ်မံဖွင့်လှစ်ထားပါတယ်ခင်ဗျာ RFA ရုပ်မြင့်တင်ကြားအစီအစဉ်တွေကိုကြည့်ရှုနေရတာပါအခုဆက်ပြီးတိုင်းရင်းသားဘာသာအစီအစဉ်ကိုထုတ်လွှင့်ပေးပါမယ်မွန်ပြည်နယ်ရေးမြို့နယ်မှာဆလျက်10မီတာကဈေးနှုန်းတွေကျဆင်းလာတဲ့တဲ့ရင်မော်လမြိုင်ဘီလက်မြေစည်ရုံကိုကြောင်မီးသွေးနဲ့လေပတ်မဲ့ကိစ္စအရက်တန့်မီးဖို့ဒေသခံတွေကတောင်းဆိုတဲ့တဲ့ရင်တွေကိုမြန်မာဘာသာစာတန်းထိုးတင်ပြထားပါရရှင်ပဒကိုင်းတဲ့ညီနုကကမ္မနီမြတ်သူရထွန်တရကမန်ပမုတ်က ក្លាតៃមួយយូនីតប៉សាន់ក្លាំហកេតកមកកំលេហមើចេះអាប៉ក្លាំសាន់ចុះហកេរ៉ានងកេតានគិរ៉ាកំនីញ៉ាទូរ៉ាធូនកនូកណ្ណាមបាងងហិជីចតរ៉ាកមកប្រម៉ូតឡតាដេងរីតមួយយូនីតទីតុកកងទីសែមកបលាំងណេហមើហត់នូកងើក្លាន់ចេះអាតហរ៉ាប្រម៉ូតលេចេះអាកំនងកេតានគិរ៉ាប្រប្រោះណោនូកអលីសហឡៃកមកប្រម៉ូតដេងកចាប់មកបាត់ប្រវាញ់ដេងសបលធតត ផនដាណាមបាងញឹមចករាបាងញឹមចហបោណោះប្រមោតដេងសោះគេចាប់ដេងយីកតោះហេម៉ាណេមតឆាក់សិងជូអាកមុកកងមនីប្លន់នោះគេតាមគិតណាកមុកកងមនីលតាដេងយីកហឡៃកម៉ងវ៉ាញ់បាចពូននេឌីតលមៃហោហចាំងញឹមប្រាំងសិងជូម៉ងលេគេតាមគិតណាគេសៀរងចាក់តបិលាត MCR បកេចាក់ណៃកតមោចាក់កញ៉ងគេតៃកប្របរស់ម៉ានញីទេសានោះកគួនហបោគួនតហបាក់ឡាចមតហជាហចា bỏ ngay hợp bộ làm bằng tòa, bắt đầu là lời <laughs> cơ xa mà ta có mình nơi ngờ, sẽ có bọn học tòa rải đình mòn rớt. Như thế xa, nơi cơ quan hạ tành hạ chếp, quan cậu tờn, quan cậu bằng nào, quan ngàn, quan nịt đời, quan mẹ cửa cơ, quan cậu học bộ anh tộc. Đó có hạ tạo ếp rẻ bay son cơ, hạ bác là cho một to hạ chế hạ chá nông kể tèm kể rớt. Rắn chắc tòa bị lạt MCA cơ, quan mồ ngò kể bắt tay tòa bị lạt, là dành bà xôn nghiêm tòn màn cơ. Tập hạ cơm lộ, mọ cò đàn, bật mùa cò มาชาปนกระทะโปลักตอน ต่อเหมืองยาโนงเกตแอมกิดะมาชาตอก็เราก็หาตอกเพเปอรีบาจูฮโป ต่อกลังติ นูก็เลีซอตัวไรมอนเตรมก็หลอคงจะปลบในกอบังต่อเหมืองดานุงเกตแอมกิดะ RFN ရုံမြင်သံကြားစီစဉ်တွေကိုကြည့်ရှုနေရတာပါပရိသတ်များရှင်မြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီအထိနေ့စဉ်ထုတ်လွှင့်တဲ့အစီအစဉ်ကိုကွန်ပျူတာအင်တာနက်ကတဆင့်လဲတိုက်ရိုက်ကြည့်ရှုနားဆင်နိုင်ပါတယ် RFN မြန်မာပိုင်းရဲ့အင်တာနက် website လိပ်စာကတော့ www.rfa.org/bamis ဖြစ်ပါတယ်ဒါပြင် YouTube နဲ့ Facebook စာမျက်နှာတွေမှာလည်းတိုက်ရိုက်ကြည့်ရှုနားဆင်နိုင်ပြီဆိုတဲ့အကြောင်းအသိပေးရပါတယ် ဒီညအတွက်လွတ်လပ်တဲ့အာရှတန် RFA ရုပ်မြင့်သံကြားစီစဉ်နေလဲဒီမှာရင်ပြီးဆုံးပါပြီကြည့်ရှုကြပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်